မင်္ဂလာပါကိုဒီဗီဒီယိုမှာတော့ဒီပုံလေးကိုဆွဲပြပါမယ်ဒီပုံလေးမှာဆိုရင် dimension unit တရား feet inch နဲ့ဆွဲထားတယ်ပြီးလမ်းမဖွဲတယ်ပြီးတော့ engineering နဲ့ပေါ့နော် engineering နဲ့ unit လေးချိန်ခဲ့မယ်ပြီးတော့ဒီဘေးမှာ key value ရဲ့တန်ဖိုးပေးထားတယ်21 by 8 into 4အဲ့တော့21 by 8က2ရဲ့ဘက်ပါနော်ကီဝေရတာလေးနော်အဲ့တော့21 by 4ရဲ့ ကျဲတဲ့လေယာကျဲကျဲ distance က4အဲ့တော့ key wheel ရဲ့ distance number ပေးထားတယ်အဲ့တော့ရင်းဆုံးဒီပုံဆွဲဖို့အတွက်ဆိုရင်ဒါ circle radius တန်ဖိုးကြီးပေးထားတယ် circle လေးနေအရင်ဆွဲပါမယ် radius နဲ့ပထမဆုံး circle က6 feet 4 inch and အထက်စကေကောမန်အန်ဒါနဲ့ခေါ်မယ်စန်တာမှတ်မယ် 5 feet 3.5 inch and uh, a another uh, 3 feet 5 inch and a uh, 3 feet 5 inch and a uh, 1 feet 7 inch 1 feet 7 inch Hello? တရားနေတီတီစာကေရီတွေ၄ခုဆွဲပြီးသွားပြီပြီးတော့ဒုတိယမြောက်စာကေမှာစာကေ1 inch အဝါ3.5 inch စာကေလေး6ခုဆွဲပါမယ်အဲ့တော့စာကေကွန်မန်နဲ့1 feet 2.5 inch and uh, uh sorry ဒီဒုတိယစာကေမှာနော်အဲ့တော့ move နဲ့ရှင်းလိုက်မယ် m and uh select object and uh စန္ဒာမက်ကင်မယ်ဒီ quadrant မှာလာချမယ်ပြီးတော့မှဒီ circle လေး6ခုကို array ပွားပါမယ် polar array ဒါဆိုရင် ar anda slot object anda polar array စန္ဒာကင်မင်းမယ်အဲ့တော့ item က6ခုဖြစ်တဲ့အတွက်ပြင်ကြမလို့တော့ဘူး close array အဲ့တော့ဒီအားလေးပြီးသွားပြီနောက်တစ်ခုဒီပြင်မှာ ဒီ line လေးရှိရယ်နော်ဒီမြင်းလေးပေါ့ဒီမြင်းလေးတွေကဒါကစက်ကြပုံစံပေါ့နော်24ခုရှိပါတယ်အဲ့တော့24ခုကိုတခုအရင်ဘယ်လိုဆွဲလဲဆိုတာလေးကြည့်မယ်ဒီကနေဒီဘက်ကို FA move on ပြီးတော့ line တစ်ယောက်ရှိမယ် horizontal ရေပြင်ညေတိုင်းသူကနေ15 degree ဆောင်းတဲ့ line တစ်ခုရှိမယ်အဲ့ဒီ line ပေါ်မှာမှာ15 degree ဆောင်းတဲ့မြင်းပေါ်မှာ ဒီ body down ကနေပြီးတော့တောင်းပန်ကြရတယ်ဒီမှာ60လို့ပြောထားရယ်เนาะတောင်းပန်ကြရတဲ့ line တစ် line ရှိမယ်အဲ့ဒီ line နဲ့ဒီဘက်ဆက်တဲ့နေရာအထိပေါ့เนาะအဲ့ဒီတော့အမှန်ချစ်ကလေးပေါ့အဲ့ပုံစံလေးကိုဆွဲပါမယ်အဲ့တော့ဒါဆွဲဖို့အတွက်ဆိုရင်မအရင်ဆုံး line တစ်ချောင်းခေါ်မယ်ပြီးရင်15 degree ကို rotate နဲ့ copy rotate နဲ့ပေါ့เนาะဆောင်းပါမယ်အဲ့တော့ line comment ခေါ်မယ် center ကနေ ိုင်းနှောင်းထွက်လိုက်မယ်နောက်ပြီးရင် rotate လဲမယ် ro under select object line under base point ကဒီ center ကနေလဲမယ်အဲ့တော့အခုက copy သွားမယ်နော်မူရင်း object ချန်ခဲ့မှာဆိုတော့ copy ပြီးတော့ rotation angle ကခုက counter clockwise သွားမှာဖြစ်တဲ့အတွက်အပေါင်းတန်မှုပဲထည့်မယ်15 under အဲ့တော့ ဒီ line နေ15 degree ချောင်းနဲ့ line နေရသွားပြီဒီပုံမှာကြည့်မယ်ဆိုရင်အဲ့ဒီ line နေနှစ်ခုရဲ့ဒီအပြင်စာကရေကဘာပုံစံနဲ့လဲဆိုရင် line type properties မတူဘူးเนาะ layer တိုင်းမဟုတ်ဘူး hidden line နေရင်ね reference ပြထားတဲ့သဘောပေါ့အဲ့တော့အဲ့ဒီ line type အရင်ပုံစံကိုအရင်ဆုံးပြင်လိုက်ပါမယ်嗯，sorry。 ိုင်းနေရာမှာ hidden line လေးကိုဖြည့်ပေးခဲ့ပါမယ်အဲ့တော့ဒီဟာဒီပုံလေးတိုင်းရသွားပြီပေါ့နော်နောက်ပြီးတော့ဒီ90 degree ဆောင်းမယ်90 degree ဆောင်းဖို့အတွက်ဆိုရင်ဒီပေါ်ကနေဒီ line ဘောကို90 degree 90 degree ဆောင်းမယ်ပေါ့နော်အဲ့တော့မမတို့ဒီမှာ ဒီကနေ့ဒီထက15ဒီဂရီစောင်းထားတယ်။အရမရဒီနာမှာဒီကနေ့လာပြီးတော့ဒီ line ပေါ်ကို60ဒီဂရီစောင်းဖို့အတွက်ဆိုရင်ဒီမူရင်ရှိနေမယ်ဒီ particle အတိုင်းရှိနေမယ် angle line ကနေ angle 15စောင်းလိုက်ရင်ဒီ15ဒီဂရီစောင်းထားတဲ့ line ပေါ်ကို90ဒီဂရီကျသွားမှာပဲပေါ့နော်။အရမဆွဲကြည့်လိုက်မယ်။ line comment ယူလိုက်မယ်။ဒီ horizontal မြင်းပေါ်ကနေပြီးတော့ yaz အတိုင်းအတက်အပေါ်ကိုမြင်းတစ်ချောင်းထောင်းလိုက်မယ်။ အဲ့ဒီမြင်းကိုမတို့က15ဒီဂရီဆောင်းလိုက်မယ်အဲ့တော့အဲ့ဒီ15ဒီဂရီဆောင်းလိုက်တာကဒီအောက်မှာ15ဒီဂရီဆောင်းထားတဲ့ line ပေါ်မှာဆိုရင်သွားပြီး90ဒီဂရီကျမှာပေါ့နော်အဲ့ဒါမိအဆင်ပြေတယ်လို့ဆွဲလို့ရရပါတော့ဒီလိုမျိုးဆွဲဖို့အတွက်ကတက်မှတ်ထားတာမရှိပါဘူးအဲ့တော့ rotate ro under select object အဲ့ line ကို select under base point ကဒီအနေကိုင်မယ်ခုကဒီဘက်ကိုသွားမှာဖြစ်တဲ့အတွက် counter clockwise ဖြစ်တဲ့အတွက်15 under အဲ့တော့ဒီ line လေးက15 degree ဘာဒီကရကနေ15 degree စောင်းထားဖြစ်တဲ့အတွက်ဒီ15 degree စောင်းတဲ့ line ဘောက်ဒါကျလာရင်ဒါ90 degree ပဲပေါ့နော်အဲ့တော့ဒီ line လေးကိုမောက်ဒီနားလေးကိုကတ်ရှည်ပါမယ်ရှည်မှာဖြစ်တဲ့အတွက် mm ဒါ move ပေါ့နော် select object and ဒါ base point ကိုင်မယ်တနည်းအားနေပြီးရင်မောက်ဒီ quadrant line ခုနက quadrant လေးပေါ်ရနော်အဲ့ဒီ quadrant လေးပေါ်မှာဒါပြီးတော့ပြင်လိုက်ပါ အဲ့တော့ဒီမှာမှတော့ဒီမြင်းလေးကနည်းနည်းတူနေရအတွက်ကြောင့်မလို့ဆက်မသွားဘူးဖြစ်နေတယ်။အဲ့ဒါကိုမအား extend နဲ့သွားရင်လည်းရတယ်။ eas under under အဲ့ဒီတိုင်းနောက်ပြီးတော့ဒီ line လေးရှိရယ်။ဒီ line လေးကနေဒီဘက်ကိုကဒီ line ကမှတော့ hidden line လောက်ထားရယ်နော်။သူ့ကို block ပြောင်းလိုက်အောင်မယ်။အဲ့တော့ဒီဟာလေးရသွားပြီ။ဒါလေးရသွားပြီဆိုတော့ ီမှာမလိုတဲ့ဒီဒီကောင်တခါလေးဖြတ်ခဲ့ရင်လည်းရရပါတော့အဲ့တော့ tr under under နဲ့ဖြတ်လိုက်မယ်အဲ့လူချင်းတဲ့ကောင်ကလူချင်းတဲ့ကောင်ကဒီအမှန်ရှိပုံစံလေးနောက်အကြောင်လို့ဒီဒီ line လေးကိုခုနက header line ပြောင်းခဲ့တဲ့ဒီ reference line တစ်ခုဖြတ်လိုက်အောင်မယ်ပေါ့နော် sorry အဒီမှာဒါပြတ်သွားမှာဆိုတော့ tr under under နဲ့ပဲဒီကောင်လေးဖြတ်လိုက်မယ် မရတော့ဆိုရင်ဒီတိုင်းဆက်လက်ပြီးတော့ delete လိုက်မယ်အဲ့တော့ဒီအမှန်ချစ်ကလေးရပါပြီဒီ object လေးကိုတောက်လျှောက်မှာ array ပွားမယ်အဲ့တော့ ar under slot object under polar array သွားမယ် center point ခိုင်းမယ် item က24ခု enter အဲဒါဆိုရင်ရသွားပါပြီပြီးတော့မှ reference line လေးလိုက်ထည့်လို့ရရနော်အဲ့ဒီ line လေးနဲ့ကြောင်းပြန်ဆွဲလိုက်မယ် line နဲ့တကြား15 degree စောင်းနဲ့ line တကြား ro enter select object enter base point guide copy သွားမှဖြစ်တဲ့အတွက် c enter 15 enter အဲဒီ line တစ်ခုကို hidden line property ရွေးခဲ့မယ်။အဲ reference line လေးရသွားပြီ။အဲဘာပဲကြံတော့လဲဆိုတော့ keyword လေးဆွဲပါမယ်။ keyword လေးက2 1/8နဲ့4နဲ့အဲ့ဒါမှတော့ line comment ယူလိုက်မယ်။အရှိရ4 and a အတူက2-1/8 and a uh, သေးနေနော်ဒီဘက်ကို share for enter ပြီးရင် close နဲ့ပြေးလိုက်မယ်အဒီ rectangle လေးဖြစ်သွားပြီအဲ့ဒီ keyword လေးကိုဒီစကဲပေါ်သွားတင်မယ်အဲ့တော့ sorry m enter slot object enter မြေပေါ်ရနေခိုင်းမယ်ဒီစကဲလေးရဲ့ quadrant ပေါ်မှာလာတင်မယ်ပြီးတော့မှာ မလိုတာကိုဖြတ်မယ်ဒီအောက်ခြေလိုင်းမလိုဘူးပြီးမှလွတ်နေတဲ့ဒီညာလေးတွေကို extend နဲ့ဆက်ပြီးတော့ထိလိုက်မယ်အဲဒါဆိုရင်အဲဒါလေးဖြတ်ရမှာနော် keyway ရအောက်ကအဝမ်းပိုင်းလေးကိုဖြတ်ရမယ် train လောက်လိုက်ပြီအဲဆိုရင်တော့ဒီပုံလေးရသွားပါပြီအဲ့တော့မှ dimension လေးတက်ပါမယ် dimension linear အာ sorry dimension radius နဲ့ circuit diagram တွေလိုက်တက်မယ်ပြင်စားခဲ့ဒုတိယ circuit တတိယ circuit နောက်တစ်ခုအတွင်း circuit နောက်ပြီးတော့မှဒီ circuit တွေလေးတန်ဖို့နောက်တစ်ခုက angle angle address ရော angular ဒီ line နဲ့ဒီ line နဲ့ကြား 55နောက်ပြီးတော့ဒီလိုင်းနဲ့ဒီလိုင်းနဲ့ကြာ90ကဲပုံလေးဆွဲပြီးပါပြီ dimension နဲ့တက်ပြီးသွားပါပြီအရှင်းပြမယ်လို့ထင်ပါတယ်